အမေရိကန်နိုင်ငံနဲ့ဆော်ရီအရေဗျနိုင်ငံကိုရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားတွေအဆိုပါနိုင်ငံတွေမှာရှိတဲ့မြန်မာတယုံတွေမှာဖွင့်လှစ်ထားတဲ့မဲယုံတွေမှာကြိုတင်ဆန္ဒမဲပေးခဲ့ကြတယ်လို့နိုင်ငံချိုင်းဝန်ကြီးဌာနကနေသိရပါတယ်။အမေရိကန်ပြည်တော်စုအနောက်ဘက်ပိုင်းဒေသမှာရောက်ရှိနေထိုင်လျက်ရှိတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာကျွတင်ဆန္ဒမဲရီပေးအပ်နိုင်ရတဲ့အတွက်လော့အင်ဂျလိစ်မြို့မှာရှိတဲ့မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှာ ဒသမ6ရက်စနေနေ့နဲ့9ရက်နေ့တနင်္ဂနွေနေ့တို့ကမနက်7:00နာရီကနေညနေ9:00နာရီအထိမဲယုံဖွင့်လှစ်ဆောင်ရွက်ခဲ့ရာမဲဆန္ဒရှင်တွေလာရောက်ပြီးကြိုတင်ဆန္ဒမဲပေးခဲ့တယ်လို့သိရပါတယ်။လာတူ2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်မြန်မာတန်ယုံဝါရှင်တန်မြို့မှာကြိုတင်ဆန္ဒမဲပေးတာကိုဒသမ6ရက်နဲ့9ရက်နေ့အထိဆောင်ရွက်ခဲ့ရာမြန်မာနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေကကြိုတင်ဆန္ဒမဲပေးခဲ့ကြတယ်လို့သိရပါတယ်။ ဒဇမနှစ်ရက်နဲ့သုံးရက်ကလည်းမြန်မာတန်ရောရီးယက်မြို့မှာဆာရီယာရဗျနိုင်ငံမှာရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားတွေက2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်ကြိုတင်ဆန္ဒမဲပေးတာတွေဆောင်ရွက်ခဲ့တယ်လို့သိရပါဗျာ။